အားလုံးပဲမြင်လာပါခင်ဗျာဆရာကားတော်ရဲ့အကားတော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီကနေ့မှတင်ဆက်ပေးဖို့ရေးချထားတဲ့ဇာလံကောင်းလေးကတော့ဆရာကားတော်ကိုတိုင် PM တခုပေါ်မှာအခြေခံပြီးတော့ရေးသားတင်ဆက်ထားတဲ့ဂမ်ဘီယာကြောင်တကားလို့အမည်ရတဲ့ဇာလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာဒီဇာလံလေးကိုတော့ကျွန်တော်အလင်ကကြောင်မှတင်ဆက်ပေးသောမှာဖြစ်ပြီးတော့ဇာလံလေးကိုမတင်ဆက်ပေးခင်မှာလဲ ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်အားပေးကြပါဦးနော်အချိန်ရတော့1985ခုနှစ်ခန့်ကဖြစ်တယ်။ဒါအေးကျွရလေးကပဲခူးတိုင်းအောင်ချန်တာဝတီမြို့နယ်တွင်မှာတည်ရှိပြီးတော့ပဲခူးရုံးမတောင်ချီရွာကလေးတွေဟာဖြစ်ပါတယ်။အဲဒီရွာမှာနေထိုင်ကြသူတွေကတော့လေယာဆိုင်ပြိုးတဲ့သူများရှိသကဲ့သို့ပဲခူးရုံးမကြီးကိုအမိပြုပြီးတော့သေခုတ်ဝါခုတ်ဒေါ်လိုက်ရွှေချင်း အစားရှိတဲ့လုပ်ငန်းများကိုလုပ်ကန်အတမွေးကြသူများလည်းရှိပါတယ်။အရိယာကလေးမှာမောင်တင်ဝင်းလို့အမည်ရတဲ့လူငယ်တယောက်ကရှိတယ်။မောင်တင်ဝင်းကအသက်က25နှစ်ခန့်ဖြစ်တယ်။မောင်တင်ဝင်းကမိဘလုံးကိုလည်းလေယာများကိုလုပ်ကန်ပြီးတော့ပင်ပန်းမဲ့အတမွေးမြူရတယ်။တောင်သူလယ်သမားဖြစ်တာကြောင့်စားနိုင်တောင်းနိုင်ရုံရှိပြီးတော့ချောင်းချောင်းလဲလဲမရှိလာဘူး။မောင်တင်ဝင်းကအဲ့လိုလဲဆိုင်နေရတာကိုစိတ်မပျော်ရွှင်ဘဲနဲ့ကြီးပွားမြန်မဲ့အလုပ်တစ်ခုကိုရှာဖွေနေစဉ်ဖြစ်တယ်။အဒီလိုနဲ့တရက်မှာတော့ရွာထိပ်ပန်းအောင်ဦးကြီးတော်ဆက်သူရဲ့အိမ်ကိုရောက်လာခဲ့တယ် ဦးဤတော်ဆက်သူကတောထဲမှာရွှေသားကြင်ရမှ6လခန့်ကြာတော့ပြန်အောင်လာခြင်းဖြစ်တယ်။ဦးဤကလည်းရွှေရောက်ပြီးတော့ချမ်းသာသာဖြစ်နေတယ်။ဇနီးနဲ့သားသမီးတွေကိုလည်းရွှေတယ်များဆင်နိုင်တယ်။အဲ့ဒီဖြစ်ကုန်မြင်တော့မော်တင်ဝဲကလည်းဦးဤကိုကတ်ပြီးတော့မေးတော့တယ်။ဟိုဦးဤဦးဤကိုကြည့်ရတာအဆင်ပြေနေတဲ့ပုံပဲ။ဟိုရွှေကျင်တော့တော်တော်မှကိုက်ရဲ့လားဦးဤရဲ့။ဘာလဲကွာမော်တင်ဝဲရဲ့။မင်းစိတ်ဝင်စားသွားပြီလားကွာ။ဟေး။မော်တင်ဝဲကလည်းခေါင်းချိန်လိုက်ပါတယ်။ လုံနိုင်ရင်အပင်ပန်းခံနိုင်ရင်တော့ရွှေကျင်တာရတယ်ကွာကုသကံလည်းလူသေးတာပေါ့မောင်တင်ဝင်းဟာအာမျိုးမျက်မျက်ရမယ်ဆိုရင်တော့ပင်ပန်းလည်းခံနိုင်ပါလေဦးကြီးဟာအခုလေဆက်ရဆိုင်နွားတွေနဲ့ဖက်ယုံနေရတာပဲမဟုတ်လားအေးလေမင်းလုံနိုင်လေဆိုရင်တော့ဒီတစ်ခါငါနဲ့လဲခေစမ်းကွာအတို့တွေနောက်သုံးလေးရက်ကြာရင်တောင်ပေါ်ကိုပြန်ထက်ကြမယ်ကွာဟာဦးကြီးလောလာကြည်လားဗျဟိုရောက်လဲစားနဲ့တပတ်လောက်တောင်နေတာမဟုတ်ဘူးငါဆင်းလာခဲ့တာရိတ်ခါကုန်လို့ကွာမောင်တင်ဝင်းဟာ ရွှေဆိုတာလေရှာတန်းရနေတော့အခုလိုအိမ်မအေးဆေးနေတဲ့အချိန်တော့မှအချိန်ဖြုန်းနေမိတယ်ထင်တာကွာမောင်တင်ဝင်းကဟာဦးကြီးပြောတာနဲ့ချုပ်တော့အားတက်သွားပြီဗျာဟိုဦးကြီးသွားရင်ချုပ်လဲလိုက်မယ်ရိတ်ခါသာမြတ်မြတ်ယူခဲ့ဟိရွှေကျင်တယ်ဆိုတာပင်မန်းမိမယ်ရတာလေလုံးဝကနေကွာမောင်တင်ဝင်းကလေဦးကြီးပြောတဲ့စကားလေးကိုကြားယောင်ပြီးတော့အားတက်နေမိတာအမှန်ဖြစ်တယ်အဲ့ဒီလိုနဲ့မောင်တင်ဝင်းတယောက်ကလည်းအဝေးစားတွေရိတ်ခါတွေကိုထုတ်ပိုးပြင်ဆင်ပြီးတော့အသင်းဆောင်နေတယ် တုံးရမြောက်တဲ့အခါမှာတော့ဦးကြီးဖြစ်သူနဲ့ရွှေကျင်ရဲ့အတွက်လိုက်ပါလာခဲ့တယ်။အခြားရွာလူလင်း၅ယောက်ကလည်းအတူတကွလိုက်ပါလာကြတယ်။မောင်တင်ဝင်းနဲ့အမျိုးတော်သူကိုချက်ကြီးကိုချက်ပေါင်းတို့ညီကိုနှစ်ယောက်အနှခမ်းထော်နေတာကြောင့်ထော်ကြီးလို့ခေါ်တဲ့လူနဲ့မျက်နှာမှာကြောက်ပေါက်ရည်ဗရဘွားနဲ့ကိုကြောက်လုံးတို့ဖြစ်တယ်။အသူတို့အဖွဲ့ထဲမှာတော့မောင်တင်ဝင်းကအသက်ငယ်ဆုံးဖြစ်တယ်။ဘကူရုံးမကြီးပေါ်ကိုလှဲနဲ့တက်လာခဲ့ကြတယ်။တိထုတ်သူဝါဆဲသူတွေအုံပြတဲ့လှဲလန်းကြောင်းအတိုင်းတက်လာခဲ့ကြခြင်းဖြစ်တယ်။ အဲ့ဒီလဲလဲချောင်းတုံးသွားတဲ့အခါမှာတော့အလွန်မဲဆောက်တဲ့တောင်ထဲတဲ့နေရာကိုရောက်လာခဲ့ကြတယ်။အဲ့ဒီနေရာမှာတော့တောင်ပေါ်ကိုခြေကျင်တက်ကြတယ်။ဒေါ်ကလည်းအလွန်နဲ့ပြီးတော့ဝေးလံခေါင်တီလှပြီးတော့လူသားလန်းကလေးကလည်းတခါလေမြဲမြဲမြောက်အောင်မှဖုံးလန်းပြောက်ွယ်နေတဲ့တယ်။ရေခါတို့ကြီးတွေကိုတဲပို့လာရတာကြောင့်မော်တင်ဝင်းတို့ကလည်းအလွန်မဲပင်ပန်းနေကြတယ်။ဒေါ်ထဲမှာတထောင်ထားတဲ့အခါမော်တင်ဝင်းတို့ကလည်းချက်ပြုတ်ရန်ပြင်ဆင်ကြတယ်။အဲ့ဒီခါမှာဦးကြီးရွှေမန်းကမော်တင်ဝင်းတို့ရေခါတွေကိုချွေတာကြရင်အတွက်မှာကြတယ်။ဟိုမော်တင်ဝင်း တို့ရောက်နေတာတော့တဲတောင်းနေကွာအေးရွာမလို့တနေတဘိုးစားလို့မရဘူးနော်တော့တဲမှာအရေးကြီးတာရိတ်ခါပဲကွာရိတ်ခါကောင်ရဲ့အလုပ်တွေမှာမဟုတ်ဘူးချွေတာတာစားတယ်ကွာနော်ဒီလိုနဲ့တော့တဲမှာတညာအိပ်ပြီးတော့နောက်တနေ့မနက်မှာအချောင်းပြားလေးတစ်ခုစီကိုရောက်လာခဲ့ကြတယ်အဲ့ဒီအချောင်းပြားကလေးကိုရောက်တော့မှလူသန်သူသန်တွေကိုမြင်အားကြားတော့တယ်ချောင်းပြားကလေးရဲ့ဘေးနားမှာတော့ရွက်ဖြင်တဲ့အီးတွေကိုအုံမိုးပြီးတော့စကန်းချထားသည်မှာအစီအမင်းဖြစ်တယ်အချို့မှလည်းတဲကလေးများထိုးပြီးတော့တဲအစုလေးတွေနဲ့နေထိုင်ကြလေသည်မှာ တောအုပ်ထဲကရွံငယ်လေးတစ်ခုပင်ဖြစ်နေတယ်။တဲအိမ်များရှိတော့လေအဲ့ဒီတဲတွေနဲ့ခလန်းလန်းမှရှောက်သွားရတယ်။အချို့တဲများရပြင်တဲများတို့ကိုယ့်ဘက်ချောင်ချသွားကြရတယ်။မော်တင်ဝင်းကလည်းတဲထဲမှာထိုင်နေသူတူကိုမြင်တွေ့လဲရတာကြောင့်ပြုံးပြလိုက်တယ်။သို့တော်လေအဲ့ဒီလူကမော်တင်ဝင်းကိုရန်ဆောင်တဲ့အကြီးနဲ့ပြန်ကြည့်ပြီးတော့ခါးကြားမှာထိုးထားတဲ့ဓမြောင်ကိုပုတ်ပြလိုက်တယ်။ဟော၊ဦဟိုဟိုလူကဓမျိုးကြီးပါလားဗျ။ဟိုကျုံနှုတ်ဆက်ထားဦးတော့ तू ကဓာတ်ကိုပုတ်ပြသေးတယ်။ဟိုလူစိုးလူမိုက်တွေများလားမသိပါဘူးဗျ။ ဒီနေရာရွှေထွက်တဲ့နေရာကွရွာမဟုတ်ဘူးအေးဟောဒီနေရာမှာရန်သူတွေပဲရှိတယ်မိတ်ဆွေတို့တငယ်ချင်းတို့ဆိုတာမရှိဘူးကွဥယျာဉ်စကားကဘလို့ကြီးလဲဗျလူတိုင်းလိုချင်နေတာရွှေကွအေးသူတို့ကောင်းနေမှာလေရွှေရဖို့ဆိုတဲ့အရေးပဲရှိတယ်ရွှေကိုဘလို့နီးနေပဲရရအောင်ယူမဲ့လူတွေကွအေးလူပဲတက်ရတက်ရသူတို့ကဝင်မလေးဘူးအဲ့ဒါကြောင့်သူတို့တဲတဲ့အနားကိုမကတ်ထားပေါ့ကွကဲတဲအနားကိုကတ်လာရင်ရွှေသခိုးဆိုပြီးတော့ဓာတ်နဲ့ဝိုင်းခုတ်တက်ကြမှာကွ ဟာကျောက်ဆရာကြီးပါလားဗျာအေးဒေါ်ရဲတောင်ထဲမှာတရားဥပဒေဆိုတာမှမရှိတာကွာမင်းလည်းကြက်ကြက်သတိထားတော့ဟောဒီရွှေလောက်ကထဲမှာဘသူ့ကိုမှမပေါင်းနဲ့ကိုအနောက်ကိုလည်းအကမခံနဲ့ဟုတ်ပလားအဲ့ဒီချောင်းလေးရဲ့နဘေးမှာတော့ရွှေလုံငန်းများကိုလောက်ကန်နေကြတယ်အချို့ကလည်းကိုတဝက်ခွန့်နေတဲ့ချောင်းရည်တွေကိုဆင်းပြီးတော့ရွှေကျင်နေကြတော့တွေ့ရတယ်မိမသားတွေတယောက်စားနှစ်ယောက်စားကိုတွေ့ရတော့လေယောက်ျားသားများကြီးသာဖြစ်တယ်ချောင်းလေးတိုင်းလမ်းလျှောက်လာကြရင်လည်းမကြခင်မှာတိပင်းကြီးတစ်ပင်အောက်ကိုရောက်လာခဲ့တယ် ။အဲ့ဒီတစ်ပင်ကြီးရဲ့အချိန်မှာတော့အုံပွဲငါပြောပွဲတွေကိုတင်ထားတဲ့တစ်သားခုံတန်းကြီးရှိတယ်။တစ်သားခုံတန်းကြီးရဲ့အပေါ်မှာတော့အုံပွဲငါပြောပွဲတွေကလည်းအပြည့်အစုံနေပါရှိနေတယ်။ဦးကြီးရွှေမန်းကလည်းကိုချက်ပေါင်းထမ်းလာတဲ့ငါပြောကကြီးကိုလှည့်ယူလိုက်တယ်။ကိုချက်ကြီးကတော့ဝါတလုံးကိုခွဲစိတ်ပြီးတော့တောင်းလေးတစ်ခုအဖြစ်ခက်ကြမ်းကြမ်းရဲလိုလိုက်တယ်။အဲ့ဒီတောင်းတဲ့ကိုငါပြောသေးကန်နဲ့အုံသီးကိုထည့်လိုက်ပြီးတော့အမွေးတိုင်းဖျောင်းတိုင်းတော်ပန်းတွေကိုထည့်ပြီးတော့ပူဇော်ပသကြလိမ့်တယ်။ဟိုဒါဒါဘာလို့တာလဲဦးကြီးရဲ့ တော်မန်တော်မန်တို့ရွှေမြမြရအောင်အဲဒိုးတွေအတွက်အန်ရဲခဲ့အောင်လို့ပူဇော်ပတ်တာပေါ့ကွာ။လာကြောင့်မင်းတို့လည်းရှ िख ိုးကြကွာ။ဒိုးရွှေလုံးကွက်နေရဟိုးထက်ဘက်ကိုတက်အောင်ပါကွာ။မော်တဝင်းတို့ကလည်းဘူးမသိဘာမသိနဲ့ကတော့လိုက်ကြရတယ်။အဲဒီနောက်မှာဦးကြီးရွှေမြခေါ်ဆောင်တဲ့အနောက်ကိုလိုက်ပါလာခဲ့ကြတယ်။ချောင်းလေးရဲ့အထက်ဘက်ကိုရောက်တော့တဲကလေးတွေကလည်းတဖြည်းဖြည်းနဲ့ရဲပါလာတယ်။တသူနဲ့တသူကလည်းခက်လန်းလန်းဖြစ်လာပြန်တယ်။ဦးကြီးရွှေမြကလည်းအရှိရသွားလာနေပြီးတော့ ဟိုဒီချောင်းလေးကိုတပေလူချောင်းလို့ခေါ်တယ်ကွာဟိုနာမည်ကလည်းအဆန်းပါလားဗျာဟိုဘလို့ဖြစ်လို့တပေလူချောင်းဖြစ်ရတာအေးရှေးလူတွေတော့ဘလို့ခေါ်တယ်မသိဘူးကွာအဒီချောင်းကြီးရေစီးတန်တဲ့အချိန်ဆိုရင်တပေရှိတဲ့ကြောက်ထုကြောက်တုံးကြီးတွေတော့မှလူလုံးလင်းစင်းတက်လို့တပေလူချောင်းလို့ခေါ်တာကွာအော်ဖြစ်နိုင်နေဗျာတောင်ကြာချောင်းဆိုတော့ရေစီးရလဲတိတ်တန်မှာပဲဗျာတနေ့ရောက်တဲ့အခါမှာတော့ချောင်းယုံနဘေးတစ်ဖက်ကန်းကိုဖတ်တယ်လာခဲ့ကြတယ် ဦးရွှေမင်းကလည်းအဲ့ဒီနေရာတဝိုက်ကိုလေးလာကြည့်ပြီးတော့တို့တွေဒီနေရာမှာစခန်းချကြရမယ်ဟိုဘာဖြစ်လို့လဲဦးရွှေမင်းဦးရွှေမင်းကလည်းကြောက်တုံးကြီးတုံးရဲ့အောက်မှာကန့်နေတဲ့ကြောက်ခဲလေးတစ်ခုကိုကပ်ယူလိုက်တယ်အဲ့ဒီကြောက်ခဲလေးကိုနေရာအောက်မှာလှုပ်ခတ်ကြည့်တော့ရွှေရောင်အဖုံလေးတွေကဝင်းလန့်နေတယ်အဲ့တော့ရွှေဘောမောင်တင်ဝင်းကရွှေဘောကွာအဒီနားမှာရွှေထွက်လောက်မယ်ထင်တယ်ကွာအဲ့ဒီနေမှာတော့တောက်ထဲကဝါခုတ်ပြီးတော့ချောင်းကမ်းမေးတဲ့နေရာမှာ ်ဝါကြံခင်ဝကံမိုးဝကက်ကတဲ့တဲလီတလုံးကိုတိဆောက်လိုက်ကြတယ်တဲလီမှာတကားပေါက်တစ်ခုသာရှိတယ်အဲ့ဒီနေ့မှာတော့မောင်တင်ဝင်းတို့ကလည်းမောဘမ်းမဲနဲ့အနားယူလိုက်ကြတယ်နောက်တနေ့ကိုရောက်ခဲ့ပြီဦးကြီးရွှေမဲလှုံ့ဆော်မှုနဲ့မနက်စောကြီးထားတယ်ပါလာတဲ့တန်ချောင်းတန်တရင်လက်နက်ကရိယာတွေကိုအသင့်ဖြစ်စင်ပြီးတော့ဦးကြီးရွှေမဲရဲ့အနောက်ကိုလိုက်လာခဲ့ကြတယ်ချောင်းကမ်းတစ်ဖက်မှာတော့ပုတ်တောင်းကြီးတတောင်းသာကန်ကြီးမားတဲ့ကြောက်တောင်းကြီးတတောင်းဟာရှိတယ်။ဦးကြီးရွှေမဲကလည်းအဲ့ဒီကြောက်တောင်းကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့ ကဲမင်းတို့ဒီကြောက်တုံးကြီးကိုလှန်ကြဟိပြောဒီဒီလောက်အကြီးကြီးကိုလှန်အားမှာဟုတ်တယ်ကွာဒါကိုလှန်မှရွှေတွေ့မှာကွာဦးကြီးရွှေမန်းအပေါ်ဝင်ယောက်ျားသားတွေအားလုံးကလည်းအဲ့ဒီကြောက်တုံးကြီးကိုကလော်ထုတ်ရင်စူးစားကြတယ်ကြောက်တုံးကြီးရဲ့အောက်ခြေကိုတူးဖော်ပြီးတော့တဲလုံးကြီးနေနဲ့ဂလန်ထိုးပြီးတော့လူအားနဲ့တွန်းလှဲကြတယ်အနည်းတော့မကြိုးခင်အချိန်မှာပဲကြောက်တုံးကြီးရဲ့အောက်ကဝုန်းကနေအတန်းကြီးနဲ့အတူချောင်းအဖက်တနေရာကိုလိန်ဆင်းကြသွားတော့တယ်မော်တင်ဝင်းတို့ကလည်းဖက်ဖက်မောနေပြီဖြစ်တယ် ။ဦးကြီးရွှေမန်းကလည်းကြောက်တုံးကြီးထွက်ကြသွားတာကြောင့်ကြံနေခဲ့တဲ့မြေကြီးကြီးတစ်ခုတည်းကိုခုန်ဆင်းလိုက်ပြီးတော့ကြောက်တုံးလေးမျိုးကိုလိုက်လံကောက်ယူတယ်။အဖြစ်အောင်ထုံးကြောက်တုံးလေးမျိုးရဲ့အလဲမှာတော့ရွှေတုံးကလေးတွေကငါ့ဟုတ်လေးမျိုးကဲ့သို့ပြုတ်သိပ်ပြီးတော့တီးရှိနေတယ်။တွေ့ပြီလားကွာ။ဟောဒီမှာရွှေရဲကွာရွှေ။ဝီရလေရွှေတော့မြှောက်ပြလိုက်တဲ့အခါမှာတော့မော်တဝင်းတို့တွေကလည်းမောပန်းသမျှအားလုံးကယူပြလိုက်သလိုပျောက်ကင်းသွားကြပြီးတော့စိတ်အားတက်ကြွလာကြတော့တယ်။ကဲဟေ့ ဟောဒီရောက်ကမြေကြီးကိုကျင်းတူးပြီးတော့ရွှေပြုံးကိုနှိုက်မယ်ကွာအမင်းတို့အလဲကြတာတူးတော့မော်တဝင်းတို့ကလည်းပေါချုံးပေါပြားများနဲ့မြေကြီးမျိုးကိုတူးဖို့ကြတယ်တူးဖို့နေရင်လည်းတွေးရှိရတဲ့ရွှေမုံတွေပါဝင်နေတဲ့ကြောက်တုံးတွေကိုဦးဤထံကိုလှမ်းပေးရဦးဤကလည်းအဲ့ဒီကြောက်တုံးတွေကိုတူနေထူပြီးတော့အမုံပြုတ်ပြီးတော့ချောင်းရင်ထဲမှာရွှေပြန်းကျင်ယူရတယ်မော်တဝင်းတို့ကလည်းလောပစောနဲ့မြေတူးကြတာကြောင့်မြေချင်းကလည်းအတော်နဲ့လာတယ်တနေရာကိုရောက်မှတော့မော်တဝင်းတူးဖို့နေတော့မှလူလည်းကြီးတစ်ဖက်ကမြေရောက်ကနေဘွားကနေထွက်လာတယ် မော်တင်ဝဲကလည်းကြောက်လန့်ကြားနဲ့အော်ဟစ်ပြီးတော့မြေပေါ်ကိုပြေးတက်လာခဲ့တယ်။ဟောမော်တင်ဝဲဘာဖြစ်လို့လဲကွာ။ဟောဥိဟိုဟိုအောင်မဟိုအောင်မလူလက်ကြီးတစ်ဖက်ထွက်လာလို့ဗျ။ဥိရွှေမင်းနဲ့ကြံလူတွေကလည်းစိတ်ကြည်ကြတယ်။ဟုတ်ပြီတဲ့။မြေကြီးတဲ့ကနေအယိုးကျလို့နေပါပုတ်ဟောင်းနန်းစော်နေတဲ့လူလက်ပြတ်တစ်ဖက်ကထွက်နေတာကိုတွေ့ရတယ်။ဥိရွှေမင်းကလည်းအဲ့ဒီလက်ကြီးရဲ့အနီးကမြေသားကိုတူးဖော်ပြီးတော့ဘာမှမထူးပါဘူးကွာ။ဒီလူကတွင်းပြီးပြီးတော့တေတာဖြစ်မယ်ကွာ။ ဖျားဟိုတွဲတွဲပြီးပြီးတေရာတဲ့လားအေးပေါ့ကွာကျင်းတူးတဲ့အခါမှာအတူးမတော်ရင်တခါတည်းမြေဖို့ပြီးသားဖြစ်သွားတာပေါ့ကွာတော်တဲ့တောင်းတဲ့ဆိုတော့ဘသူမှလည်းဒကရကမြှောက်မနေကြတော့ဘူးပေါ့ကွာကဲအဲ့ဒီလူသေးကြီးကိုဖော်ယူလိုက်ကွာအဲ့နောက်တော့ဂုံဒီရဲတခုပေါ့တင်ပြီးတော့သွားပြေးကြအောင်မကြောက်တဲ့တဲ့ချက်ကြီးနဲ့ချက်ဖောင်းတို့ညီကိုကလည်းအဲ့ဒီလူသေးကောင်ကြီးကိုတူးဖို့ထောက်ရတယ်တူးဖို့ပြီးတဲ့အခါမှာတော့ဂုံဒီရဲတခုပေါ်မှာတင်လိုက်ကြတယ်ကဲ မော်တီဝင်းနဲ့ထော်ကြီးကအဲ့ဒီကုန်းလေးကြီးကိုတယောက်တစ်ဖက်တည်လာခဲ့ဟိအကြံတဲ့လူတွေကကျင်းကိုတေချာကူးဆိုင်တူအထုံတော့လူသိန်းတွေအကမခံနဲ့ဟုတ်ပလားမော်တီဝင်းတို့ကလည်းလူသိကောင်ထဲ့ထားတဲ့အေးကြီးကိုဆွဲယူလာခဲ့ကြတယ်ဦးကြီးရွှေမန်းကလည်းအရှိအနေဥဆောင်ပြီးတော့တန်နီယာကိုဥတီသွားနေတယ်တိပင်းရဲ့အကြောင်းမှာတော့ရှုံမြောင်လေးတစ်ခုစပွဲဂျိုင်းကြီးတစ်ခုကရှိတယ်အဲ့ဒီနီးကိုရောက်တဲ့အခါမှာတော့အပုံနဲ့နေကအလွန်နန်းစော်ပြီးတော့ရင်မဲကောင်ကြီးတွေကပြန်တန်းနေတဲ့တဝီဝီအတန်ကိုလည်းအတိုင်းသားကြားနေရတယ် ရှူဇက်ကိုရောက်တဲ့အခါမှာရှူထဲမှာလူသေးကောင်တွေကပြန့်ကျင်းနေတာကိုတွေ့ရတော့မော်တင်ဝင်းကလည်းအော်နှလုံးနာပြီးတော့အမ်မဲအမ်မိတယ်။လူသေးကောင်တွေကပုတ်သွားပြီးတော့နေတယ်။ကဲမင်းတို့တည်လာခဲ့တဲ့ကိုရော်ချောကိုဒီရှူကြီးတဲ့ကိုပြစ်ချလိုက်ကြ။ဟိုဥိဒီဒီလူသေးအလုံးတွေကဘာတွေလဲဗျာ။ရွှေလုံးွက်ထဲမှာတည်သွားကြတဲ့လူတွေပေါ့ကွာ။ကောင်းမွန်မွန်မမြုပ်နိုင်တာနဲ့ဒီလိုပဲရှူတဲ့ကိုပြစ်ချထားကြတာကွာ။ဟောတည်တဲ့လူတွေကလည်းများလာကြည်လားဗျာ။ ဒေါ်လေးတောင်းတဲ့ဆိုတော့လေငှက်ဖျားမိတဲ့လူနဲ့ဝမ်းလျှော်တဲ့လူနဲ့အဲသူများတက်တဲ့လူနဲ့အဆုံမဲ့ပေါ့ကွာလာလာတို့လေအချိန်ကြာနေလို့မဖြစ်ဘူးကွာအချိန်ရှိကဲလုံးလဆိုင်ကြရမယ်ကွာတည့်ရက်တည့်ရက်ဆိုတော့လွယ်တာမဟုတ်ဘူးကွာအဲ့ဒီနေရာမောင်တင်ဝင်းတို့ဖွဲ့စူးစမ်းပန်းသာ တူးဖော်လိုက်တာရွှေမုံသုံးဘဲခန့်ရတယ်ဦးကြီးရွှေမန်းကလည်းဦးဆောင်သူမို့လို့အဲ့ဒီရွှေတို့တူတူတဲ့တိမ့်ဆဲထားတယ်ရွှေလောက်ကတိမ့်ပြီးတော့ပြန်ကြမယ်အချိန်ကြာမှတူးဖော်ရရှိသမျှရွှေတို့ဝေစုခွဲယူကြမှာဖြစ်တယ် ယနေ့တွင်သားပြီးတဲ့အခါမှာတော့ဦးကြီးရွှေမင်းကလည်းဝစီပိုင်းကွက်ကလေးတဲကိုချက်ရက်အနှဲငယ်စီထည့်ပြီးတော့တယောက်တစ်ခွက်ကမ်းပြီးကဲတောက်ဆမ်းပါကွာမင်းတို့ကပင်မဲထားကြတာဆိုတော့ဟောဒီဆေးလေးကိုမမိဝဲရင်နောက်နေ့မှာကိုဒီလက်ဒီကြိုက်ခဲနေမှာကွာဒါလေးနဲ့နဲ့တော့တောက်ထားကြဟိမော်တင်ဝင်းကလည်းအရက်တောက်တဲ့သူမဟုတ်ပြီသို့တော်လေဦးကြီးရွှေမင်းကကမ်းပြီးတဲ့အရက်ကိုတောက်ချလိုက်ရတယ်ရွှေကျင်တဲ့လုပ်ငန်းကရေနဲ့အမြဲထိတွေ့နေရတဲ့လုပ်ငန်းဖြစ်တာကြောင့်တနေ့ကုန်ရေဆိုးပြီးတော့အေးခံရတဲ့လုပ်ငန်းဖြစ်တော့ ချက်ရဲ့ပြင်းပြင်းကိုမော့တော်လိုက်တဲ့အချိန်မှာဒီကုလုံးပူဆွင်းပြီးတော့လေလိုထိုင်လို့ကောင်းသွားတာကိုခံစားဟောဒီရဲကဒီတော့ဒီတောင်ထဲမှာရွှေတဲ့ရှားတယ်ကွာအရဲတော့ချင်ရင်ရွှေတုံးပေးပြီးတော့လဲတော့ရတာအဲတို့တွေရွှေတာတောက်ကြမယ်ဟိညာအေးကဝင်ခဲ့ကြပြီဖြစ်တယ်လူဒီကုလုံးကန်ရိုက်ထားတဲ့အလားပင်မဲနေတယ်အဲ့ဒီအချိန်မှာကြားဟင်းတန်ကြီးကိုကျဲလောင်စွာကြားလိုက်ရတာကြောင့်တဲဘော်ကလူတွေကလည်းလှုပ်လို့ရအဖြစ်သွားတယ်ဦးကြီးရွှေမဲကတော့ပုံစံပဲမပြတ်ပြီ ကြောက်မတည်တမ်းပါနဲ့ကွာအဲ့ဒါကြာလူသားလာစားတာကွာပြောကြောက်ကြားလဲရှိတာလေလားရှိတယ်ပေါ့ကွာကြားဆိုတာအပုပ်ဆက်ကြိုက်တဲ့အမျိုးကွာအခုတော့ကရှိုးကြီးထဲမှာပုတ်ပွားနေတဲ့အလောင်းတွေကိုညကြရင်ကြားရရလာပြီးတော့ပွဲတော်တည်ကြတယ်ပေါ့ကွာဝီရွှေမင်းကလည်းရေကျဲကျဲနဲ့ပြောနေတော့လေမော်တင်ဝဲတို့လူတူကလည်းဒူးတုံအောင်ကြောက်နေမိပြီဖြစ်တယ်။နောက်ရက်တွေမှာတော့အဲ့ဒီနီးအတိုင်းပဲရွှေဆက်ချာကြတယ် ရွှေရလေတရက်တရက်တပည့်ကံရသည်လည်းရှိတယ်။အ ਨੇ ဆုံးမရတဲ့နေ့မှာပင်ရွေဤတွေးကံရတယ်။အဲ့ဒီအချိန်ကရွှေတကြဲသားမှာ1500ခန့်သာဈေးရရတယ်။ရွှေကောင်းလုံးမှာ3000နီးပါးရတတ်တယ်။လောက်ွက်ထဲမှာရွှေသေးနေပါပြီးတော့စားတော့ကုန်ဈေးဝါတွေကဈေးကြီးတယ်။အရာရာငွေနဲ့မသုံးဘဲနဲ့ရွှေနဲ့သာလဲလဲအသုံးပြုရကြတဲ့အတွက်ဦးကြီးရွှေမန်းပြောတဲ့အတိုင်းချွေချေတာတာနေမှသာ တော်ကားကြတယ်။တလာခဲ့ကြမှာတော့ထော်ကြီးကငှက်ဖျားမိလေတော့တယ်။ ဦးကြီးရွှေမင်းကလည်းသူယူဆောင်လာတဲ့ငန်းသေးကိုတိုက်ပြီးတော့ထော်ကြီးကိုအနားယူစေတယ်။ထော်ကြီးကတဲတော့မှငုတ်တို့ထိုင်ပြီးတော့ဒီကုလုံးကနတ်ဘူးသူတို့တုံခါနေ။ဂျန်တဲ့လူတွေကလည်းအလိုစောကြောင့်ထော်ကြီးကိုတေးချာမပြုစုနိုင်မီ။လက်ဘက်ကကြတဲ့အခါမှာတော့ထော်ကြီးတယောက်ကငှက်ဖျားယောဂါနဲ့တေးလီတော့တယ်။ယိုးမငှက်ကနာမည်ကုန်တဲ့ကြီးမားပေစွ။မော်တီဝင်းတို့ကလည်းထော်ကြီးကိုရွှေကြီးထဲမှာပြစ်ချထားခဲ့ရတယ်။ထော်ကြီးကရုံးမတောင်ကြီးပေါ်မှာလူမသိသူမသိတေသွားပြီဖြစ်တယ်။ ရွာမှာတည်ဆုံးရင်တော့စေမျိုးသားချင်းအပေါင်းသင်းများကြောင့်နာရီကလူစီနိုင်တော့လေအခုတော့အခေါင်းပဲမပါဖြားပဲမလိတတန်ငကုံမေမတရားပဲနဲ့ရိုးမတော်ကြီးထဲမှာကြားသာဖြစ်သွားခဲ့ရတယ်။ဦးကြီးရွှေမန်းကတော့ရရှိလာတဲ့ရွှေတွေအ ਨੇ ကထော်ကြီးရရင်ရှိတဲ့ဝေစုကိုထော်ကြီးရဲ့မိသားစုကိုခွဲဝေပေးမယ်လို့ပြောတယ်။နေတဲ့နေတိုင်းရွှေလုကတ်ထဲမှာမကောင်းတဲ့ရင်းတွေကိုကြားလာရတယ်။လာများစွာကုံဆုံးလာတဲ့အခါမှာတော့ရွှေပိတ်တာနဲ့ချီပြီးတော့စူသောမိလာတော့လေရွှေချာတဲ့မောင်တွေဝေတို့လူတစုကလူရုပ်ပင်မပေါက်တော့ ရေခါလည်းရှားပါလာပြီဖြစ်တော့ဒေါ်လေးရင်နဲ့ပိန်နေသည်ရတဲ့အခါပိန်နေသည်ကိုအတုံးလေးများဖြင့်စိတ်တုံးပြီးတော့ထမင်းနဲ့ရောချက်စားရတယ်။ပိန်ဥပြုတ်စားသည်ကလည်းများတယ်။ချက်ကြီးနဲ့ချက်ပေါင်းတို့နှစ်ယောက်ကလည်းအရဲသမားဇိုးသမားကြီးများဖြစ်ကုန်ကြ။အရဲတော့ချင်တဲ့အတွက်ဦးကြီးရွှေမန်းစီကဝေစုခွဲပြီးတော့တောင်းတယ်။အရဲကိုရွှေနဲ့လဲပြီးတော့တောက်တယ်။အချိန်ကြာလာတဲ့အခါမှာတော့ဝေစုလဲကုန်ပြီဖြစ်တယ်။အဲဒီကမှာဦးကြီးရွှေမန်းနဲ့ကတော့ကစားဖြစ်တော့တယ်။ ကိုကြောင်လုံးကတော့တရက်မှဝေစုနေငယ်ယူပြီးတော့တောကောင်သားစားကျင်တာကြောင့်မိုးစိုးတူးထံမှာတောကောင်သားဝေယူရန်ထွက်လာခဲ့တယ်။လက်ထဲမှာဘိုင်းပြက်နေပြီဖြစ်တဲ့ချက်ကြီးနဲ့ချက်ဖောင်းကလည်းကိုကြောင်လုံးရှိရာရွှေသားတွေကိုတောင်းယူတယ်။ကိုကြောင်လုံးကမပေးတာကြောင့်ချက်ကြီးတို့နှစ်ဦးကလည်းကိုကြောင်လုံးကိုရက်ရမှလက်လုံပြီးတော့ကိုကြောင်လုံးကသေဆုံးသွားတယ်။အဲဒီနေ့ညမှာတော့ချက်ကြီးနဲ့ချက်ဖောင်းတို့နှစ်ယောက်ကတဲကိုပြန်မလာခဲ့ပြီ။ဦးကြီးရွှေမန်းကလည်းမောင်တေဝင်းနဲ့တိုင်မြင်တယ် ချက်ကြီးနဲ့ချက်ဖောင်းကသူများအတွင်မှာအရက်တော့ကြုံခံတွင်းသားအဖြစ်လုပ်နေပြီတဲ့ကွာအဲ့ဒါငါတို့အတွက်အန္တရာယ်ရှိနိုင်တယ်မောင်တင်ဝင်တို့လုပ်ငန်းတွေပြစ်ထားခဲ့ပြီးတော့ရွာပြန်မှဖြစ်မယ်ကွာဦးကြီးရွှေမင်းကပြောလိုက်တော့မောင်တင်ဝင်ကလည်းအထုပ်ဘိုးများကိုပြင်နေလိုက်တယ်ကဲဘာမှမတင်နဲ့တော့မောင်တင်ဝင်တို့အထုပ်ဘိုးတွေနဲ့ထွက်သွားရင်လူတွေကအသိကုန်လိမ့်မယ်ကွာဒီတိုင်းသွားကြမယ်မြန်လေကောင်းလေပဲဟိဦးကြီးရွှေမင်းနဲ့မောင်တင်ဝင်ကလည်းဘယ်ပစ္စည်းမှမယူတော့ဘဲနဲ့ရွှေမင်းကိုယူဆောင်ပြီးတော့တဲလေးစီကနေထွက်ခွာလာခဲ့ကြ တဲကလေးနဲ့ခက်လန်းလန်းကိုရောက်တဲ့အခါမှာတော့လူတစုကတဲလေးစီကိုရှောက်လာခဲ့ကြတယ်။အဲ့ဒီလူစုကိုဥဆောင်သူကချက်ကြီးတို့ဖြစ်တယ်။ချက်ကြီးတို့ကလည်းလူမတွေ့တာကြောင့်တဲလေးကိုပတ်စိတ်တက်ရှားဖွေတယ်။အဲ့ဒီနောက်မှာအိုဟေးဆဲဆိုပြီးတော့တဲလေးကိုမိတိုင်လိုက်ကြတယ်။မောင်တဝင်းတို့ကလည်းခြေတလဲဆောသွားသဖြင့်သာတော်သေးတယ်။အဲ့ဒီလူတွေကလည်းရွှေရရှိရန်အတွက်လူသက်ရန်ဝင်လေးနေမိသူများမဟုတ်ကြဘူး။ကဲတို့တွေလူခွဲသွားမှဖြစ်မယ်မောင်တဝင်း။ချက်ကြီးနဲ့ချက်ဖောင်းကတို့ပြန်သွားပြီဆိုရင်အလုပ်ပေးမှာမဟုတ်ဘူးကွာ။ ကဲဟောဒီမှာမင်းဝေသူ20သားအမင်းရွာကိုရောက်အောင်သာပြန်ပြီးတော့ဘသူ့ကိုမှမယုံနဲ့ဟုတ်ပလားမော်တဝင်းကလည်းဝေစုကိုယူပြီးတော့တောအုပ်ထဲကိုပြေးထွက်လာခဲ့တယ်။နန်နေတဲ့ဒေါနဲ့ကြီးတွေကိုဖျက်ဆီးပြေးလာလာခဲ့ပြီးတော့နောက်ဆုံးမှာတော့တစ်ဆွဲတဲ့စခန်းကိုရောက်မှသာစိတ်ချနိုင်တယ်။စခန်းအနီးမှာတော့ဆန်းကြောင်းလေးတစ်ခုရှိတယ်။ဒီကုလုံးပေးကြလာတာကြောင့်ဆန်းကြောင်းထဲမှာရေစင်းချိုးရတယ်။ဆန်းကြောင်းကပြန်တက်မှာတော့ကြောက်တုံးလေးတစ်ခုကိုခြေထောက်နဲ့နေမိပြီးတော့နာကျင်သွားရတယ်။အဲဒီကြောက်တုံးကိုလှမ်းကြည့်လိုက်တော့ နဂါရကောင်နဲ့တူညီတဲ့ကြောက်တုံးလေးတစ်ခုဖြစ်နေတယ်။ကြောက်တုံးမှာနဂါရကောင်ရဲ့ဥကောင်းကဲ့သို့အမောင်များအထက်ထက်နဲ့ဖြစ်တယ်။အဲ့နောက်နဂါရကောင်ရေပက်ခွေနေတဲ့ဟန်အခွေအခွေများဖြစ်ပြီးတော့အမီးလေးပင်ပါသေးတယ်။ဝင်းမုံကလေးများဝင်းလဲ့နေတာကြောင့်မို့လို့နဂါရကောင်နဲ့အလွန်ဆင်တူလှတယ်။ဟိုနဂါလေးနဲ့တော်တော်ဆင်တူပါလား။ကြောက်ဖားတို့ကြောက်လက်ဝါတို့ကြောက်စင်တို့တော့ကြားဘူးတဲ့။ကြောက်နဂါ့တို့အခုမှမြင်ဘူးတာပါလား။ဒီဟာလေးမှအဆန်းသိပ်တိတွေရှိနေပုံရတယ်။ဟဲ့ ငါတော့ပွားပြီဒါလေးကိုယူသွားမှာဖြစ်မယ်မော်တော်ဝင်းကလည်းကြောင်နဂါးလေးကိုကပုံစာထဲကိုထည့်ပြီးတော့ယူဆောင်လာတယ်အဲဒီနောက်မှာမော်တော်ဝင်းတယောက်ကလည်းရွာကိုအနေရကင်းကင်းနဲ့ပြန်ရောက်သွားတယ်အဲ့ဒီအထိတိုင်ဦးကြီးရွှေမန်းကပြန်မြောက်သေးပြီရွှေမောင်ကိုထူခွဲရောင်းချပြီးတော့မော်တော်ဝင်းကလည်းနွားတချင်းကိုဝယ်လိုက်တယ်ပင်မန်းတော်လည်းမီယိုးဖလာလေသာစိုက်ထားတော့မယ်ရွှေကျင်တဲ့ဘက်ကိုခြေဥပင်ဖလဲတော်လို့ဆုံးဖြတ်လိုက်တယ် ကျောင်းကားလေးကိုလေမောင်တဝင်းကတက်တည်သူနဲ့မေးစမ်းကြည့်မယ်လို့တွေးပြီးတော့ဖះเจ้าတော်ဘောမှာတင်ထားလိုက်တယ်။ကျောင်းကားလေးရောက်လာတဲ့နေရာဆပြီးတော့ရွာထဲမှာထူးဆန်းဆန်းနေဖြစ်ပေါ်နေတယ်။ညသကောင်တစ်ချက်တည်းအချိန်ကိုရောက်တာနဲ့ရွာထဲရခွေးတွေကလည်းရွာအုပ်ပက်ပြီးတော့ဥကြဟောင်ကြတယ်။အချိန်မတော်အချိန်တော်မှပြန်လာကြတဲ့ကာလာသားတွေကလည်းငကားကြီးတကောင်ရွာထိမ်းမှာတွေ့တာကြောင့်လဲဖះဖះကုန်ကြတယ်။မောင်တဝင်းတို့အိမ်မှာရှိတဲ့ကလေးတွေကလည်းညင်းတဲ့တကောင်မှလန့်လို့ပြီးတော့အဟင်းကိုကြတာလည်းသုံးရက်တန်တန်ဖြစ်တယ်။ သုံးရပြည့်တဲ့နေ့မှာတော့မော်တင်ဝင်းတို့ချင်းရင်မှာနေထိုင်တဲ့အဖွားကြီးတူကလည်းတဘူတပားထသွားတဲ့အခါမှာနဂါးကြီးတောင်ကမော်တင်ဝင်းတို့အင်ချန်တဲကိုရှော့တိုက်ဝင်ရောက်သွားတော့မြင်တွေ့လဲရတာကြောင့်အလွန်တော်လို့ခြောက်ချနေတယ်။အဲ့ဒီအကြောင်းတွေကိုမော်တင်ဝင်းကြားသိတဲ့အခါမှာတော့မိမိကောက်ယူလာခဲ့တဲ့ကြောင်နဂါးနဲ့တမျိုးတပုံဆက်ဆက်နေမယ်လို့တွေးလိုက်မိတယ်။မကြခင်မှာမကောင်းတဲ့ကိစ္စရပ်တွေဖြစ်ပေါ်လာမှာကိုစိုးရိမ်လာကြောင့်မော်တင်ဝင်းကလည်းအဲ့ဒီအကြောင်းကားလေးကိုတစ်ဖက်ရွာမှာရှိတဲ့အထက်လဲဆရာကြီးရဲ့အိမ်ကိုယူဆောင်လာခဲ့တယ်။အထက်လဲဆရာကြီးရဲ့နာမည်ကတော့ဆရာကြီးဦးတန်းဘူးဖြစ်တယ်။ အဒီနီးတစ်ပိုင်းမှာတော့ဆုံးတိုက်ပယောဂတိုက်မြေကိုင်းစသည်တို့ကုသပေးနေတဲ့ဆရာကြီးဖြစ်တယ်။ဆရာကြီးကလည်းမော်တင်ဝဲထံကကျောင်းတကားလေးကိုရတဲ့အခါမှာတော့အသေးချာကင်တွယ်ကြီးရှုတယ်။ကျောင်းတကားယုတ်ကလေးကနဂါးတကောင်ရဲ့ပုံသဏ္ဍာန်နဲ့အလွန်ဆင်တူလှတယ်။အော်ဒီကျောင်းတုံးလေးကနဂါးပုံသဏ္ဍာန်နဲ့တော်တော်ဆင်တူတာပဲမော်တင်ဝဲရဲ့။ဟိုကျောင်းတကားရဲ့အကျိုးအပြည့်အသုံးပြုပုံလေးကိုသိကြမှာလေဆရာကြီး။ကျောက်လက်ဝါတို့ဘာညာတို့သာကြားမှုတယ်ကွာ။ကျောင်းတကားဆိုတာကတော့ငါနဲ့အလန်းဝေးတယ်မော်တင်ဝဲရဲ့။ ငါလည်းအသေးချာတော့မသိဘူးကွာဦးတန်းဘူးကလည်းကြောင်တကားရုပ်ကလေးကိုလက်နဲ့ကင်တွယ်ကြည့်လိုက်ဆင်မှာပဲဒီကုလုံးကြက်သီးများထသွားပြီးတော့နှွေခေါင်ခေါင်ကြီးမှစိတ်ငနေအေးဆက်သွားလိဦးတန်းဘူးကလည်းအဲ့ဒီရောက်ထောက်ရှုကြည့်လိုက်ရုံနဲ့ပဲကြောင်တကားထံမှာတခုခုထူးဆန်းတဲ့စွမ်းအင်တွေရှိနေတာကိုခံစားလိုက်ရငါတော့ဘာစွမ်းတယ်လဲဆိုတာစုံစမ်းအောင်ပဲမောင်တင်ဝင်းရဲ့ဟိုဒါနဲ့မိမယ်ပြန်ယူသွားလိုက်ပါကွာအာအမလီနေပါစေဆရာကြီးရဲ့ ဟိုကျွန်တော်နဲ့ဒီဂမ်ဘီယာပစ္စည်းတွေနဲ့ဆိုတော့အလံဝင်လွန်လာပါတယ်။ဟိုဒါကြောင့်ပဲဒီပစ္စည်းလေးကိုဆရာကြီးပဲယူထားပြီးတော့တင့်တယ်လို့သာစီရင်ပါဆရာကြီး။ပြန်ယူသားတဲ့မှာမောင်တင်ဝင်းဟာမင်းစီကအချောင်မလို့ခြင်းပါဘူးကွ။အာမဟုတ်ဘူးဆရာကြီးရဲ့ဟိုဟိုလေးဆရာကြီးဟိုဒီချိန်နေရောက်မှာတော့ဆရာကြီးကိုတော့ဝက်မထားတော့ပါဘူးဗျာ။ဟိုဒါလေးအိမ်မှာရှိနေတော့ကအိမ်ကလူတွေကငကားကြီးမြင်နေဆိုပြီးတော့ကြောက်လန့်နေကြတယ်။ဟိုကလေးတွေဆိုရင်လေငိုရလန့်ဖြန့်နေလိုက်တာပြောမနေပါနဲ့ဗျာ။ ဟိုဒါကြောင့်ဒီကြောင်ငကားလေးကိုကျွန်တော်အိမ်မှာမထားဝင်တော့ပါဘူး။ဟိုဆရာကြီးသာယူထားပြီးတော့ကောင်းတယ်လို့သာလုပ်ပါဗျာ။မော်တင်ဝင်းကလည်းအကြောင်းကညင်းဆန်နေတာကြောင့်ဦးတန်းဘူးကလည်းကြောင်ငကားလေးကိုယူထားလိမ့်တယ်။ဦးတန်းဘူးကလည်းညနေကိုရောက်တဲ့အခါမှာတော့ပဒီစိတ်လေးရှိတယ်။အဲ့ဒီလိုပဒီစိတ်နေတဲ့အချိန်အာယုန်ထဲမှာအလွန်ကြီးမားတဲ့ငကားကြီးတစ်ကောင်ကဦးတန်းဘူးကိုရိတ်ခွေလိုက်သည်နဲ့ခံစားလိုက်ရတယ်။ငကားကြီးကလည်းမျက်လုံးဝဝကြီးနှလုံးနဲ့ဦးတန်းဘူးကိုစိုက်ကြည့်နေတော့ဦးတန်းဘူးကလည်းကြက်သီးတွေတစ်ဖက်ဖက်ထလာတယ် နဂါးကြီးကလည်းဦးသံဘူးကိုတရှူးရှူးတရှဲရှဲနဲ့စကားများပြောဆိုနေပြန်တယ်။ဦးသံဘူးကိုရန်ဆောင်နေတဲ့ပုံစံပြုမူနေတာကြောင့်ဦးသံဘူးကလည်းပရိစိတ်နေနဲ့စိတ်ကိုတင်းထား။အဲဒီချိန်မှာဦးသံဘူးရဲ့ညီမဖြစ်သူကအိမ်တော်ဖေးကနေအလန်ချောင်းအိုဟေတန်ကိုကြားလိုက်ရတယ်။ဦးသံဘူးကလည်းပရိစိတ်ကို ဖြုတ်လိုက်ပြီးတော့ပြေးကြည့်တဲ့အခါမှာတော့ညီမဖြစ်သူကအလွန်ကြောက်လန့်ပြီးတော့တုန်လှုပ်နေပြီ။ဟဲ့ငယ်မဘာဖြစ်လို့လဲ။ဟောနဂါးကြီးနဂါးကြီးကိုကြီးရဲ့။အော်ဟုတ်ပါမလားဟာဒီခေတ်မှာဘယ်ကနဂါးရှိမလဲဟာ။ ဟိုညီမညီမလေးရေခက်ပြီးတော့ပြန်လာတော့ခြံတော့ကိုရောက်တော့မီးပိုချောင်းတွေကနေငကားကြီးတကောင်ဆင်းပြီးတော့အဲရောက်ကိုဝင်သွားတာတွေ့လိုက်ရတယ်အကိုကြီးရဲ့မြန်လိုက်တာမှရှောကနေပဲအကိုကြီးရဲ့အာနေမြင်မှားတာနေမှာပါဟာဦးဇံဘူးကလည်းညီမဖြစ်သူရေမန်းနေနဲ့မန်းမဟုတ်တိုက်ကျွေးလဲရတယ်အဲ့ဒီအဖြစ်ပြက်ဖြစ်ပြီးတနအိကန်းအကြာည9နာရီလောက်မှာတော့ခြံပက်ပက်လေးမှမွေးတွန်းတန်းတွေကိုကြားပြန် မွေတွန်းတန်းတွေကလည်းတကောင်တည်းတွန်ကျဲမဟုတ်ဘဲနဲ့အကောင်အများပြအင်ချန်ပက်ပက်လင်မှာအော်ဟစ်တွန်ကြီးနေကြခြင်းဖြစ်တဲ့အတွက်ဦးတန်းဘိုးကလည်းအလွန်ထိတ်လန့်သွားမိတယ်။ဒီလိုပစ္စည်းတွေမှာထူးဆန်းတဲ့အစွမ်းတွေရှိနေတာလို့ဟုတ်တယ်။ဒါပေမဲ့ကောင်းတဲ့အစွမ်းရှိသလိုမကောင်းတဲ့အစွမ်းကလည်းရှိတယ်။ကြောက်လန့်ဝါတော်မှာအလီယောင်ကမကောင်းတဲ့ကြောက်လန့်ဝါပဲ။ဒီကြောင်နဂါးလေးမှာထူးဆန်းတဲ့အစွမ်းတစ်ခုခုရှိပုံရတယ်။မဟုတ်မှလည်းရောခုနကနဂါးကြီးကိုမြင်လိုက်ရတာဒီမွေတွေတွန်းတာတွေကဒီကြောင်နဂါးလေးနဲ့မဆက်ဆက်နေလားမသိဘူး။ ဦးတန်းမှုကလည်းချက်ချင်းပဲကြောင်တကားလေးကိုယူဆောင်ပြီးတော့အိမ်တော်ဖေးဘက်ကိုထွက်လာခဲ့တယ်။ဦးတန်းမှုတို့ နေထိုင်တဲ့အင်ချန်နောက်ဘက်ကတခေါ်လောက်အကွာဝေးမှာတော့ကုန်းကလေးတစ်ခုရှိတယ်။အဲ့ဒီကုန်းပေါ်မှာတင်ငုတ်တို့အဆွေကြီးတစ်ခုကလည်းရှိပြန်တယ်။ဦးတန်းမှုကလည်းအဲ့ဒီကုန်းကလေးပေါ်ကိုတက်လိုက်ပြီးတော့ကြောင်တကားရုပ်လေးကိုတင်ငုတ်တို့ကြီးပေါ်မှာတင်ထားမယ်လို့ကြံရွယ်လိုက်မိတယ်။ဒါပေမဲ့လည်းလက်ဆော့တဲ့သူတွေကယူဆောင်သွားမှာကိုစိုးရိမ်မိတာကြောင့်တင်ငုတ်ကြီးရဲ့အောက်ခြေမှာမြေကြီးလေးတူးပြီးတော့မြုပ်နှံထားလိုက်ရတယ်။အဲ့နောက်မှာဦးတန်းမှုကလည်းအိပ်ရာဝင်ခဲ့တယ်။ ဦးတန်းမှုတယောက်အိမ်နေချိန်မှာမျက်ခုံပေါ်လင်းအောင်လေးကြာဆင်းလာတာကြောင့်နန်နက်မိုးသောပြီလို့ထင်မှတ်ပြီးတော့မျက်စိကိုဖွင့်ကြည့်လိုက်မိတယ်။သို့တော်လည်းနန်နက်မိုးသောနေခြင်းမဟုတ်ဘဲနဲ့အိမ်နောက်ဘက်ကလင်းအောင်တစ်ခုကထိန်လင်းတောက်ပါနေခြင်းဖြစ်တာကိုသိလဲရတယ်။အဲ့ဒီလင်းအောင်ကနေလင်းအောင်လားအလွန်ထိန်လင်းလျက်ရှိပြီးတော့ထိန်အကြအပေါက်ကလေးတွေကကြာဆင်းလာတဲ့အလင်းအောင်ပင်အိမ်ခန်းတွင်းမှာထိန်ထိန်လင်းလျက်ရှိတယ်။ဦးတန်းမှုကလည်းအိမ်နောက်ဖေးကိုပြေးဆင်လာခဲ့တယ်။အဲ့ဒီခါမှာတင်းကုတ်ကြီးရဲ့အောက်ခြေကအလင်းအောင်တွေကထွက်ပေါ်နေခြင်းဖြစ်တယ်။ အလီဖြစ်ကိုဦးတန်းမှုရဲ့ညီမနဲ့အိမ်သားတွေကလည်းမြေတွေးလဲကြတယ်။အလင်းနဲ့အီးကလည်းတဖြည်းဖြည်းနဲ့ပုံမတော်ပါလာပြီးတော့မိုးပေါ်ကိုရှိကနေပြန်တက်တက်သွားတယ်။ကောင်းကင်ကိုရောက်တဲ့အခါမှာတော့နဂါးကြီးတစ်ကောင်နဲ့တွန့်လင်တွန့်လင်နဲ့ပြန်တက်ပြီးတော့ရိုးမတောင်ကြီးစီကိုဥတီပြန်တန်းသွားတာကိုတွေးလဲရတယ်။ဦးတန်းမှုကလည်းကြောင်နဂါးရုပ်ကလေးကိုမြှုပ်နှံခဲ့တဲ့နေရာကိုပြေးကြည့်လိုက်တဲ့အခါမှာတော့မြေသားကလည်းမြှုပ်နှံတဲ့အတိုင်းပကတိရှိနေတယ်။ဦးတန်းမှုကလည်းမြေသားတွေကိုလက်နဲ့ရက်ကြည့်လိုက်တဲ့အခါမှာတော့ကြောင်နဂါးရုပ်ကလေးကအဲ့ဒီနေရာမှာမရှိတော့ဘူး။ အဲ့လိုထူးခြားဆန်းရဲတဲ့ကြောင်ငကားရုပ်ကလေးကရိုးမတောင်တနေရာမှာရှိတဲ့ငကားတိုက်ထဲကထွက်လာတဲ့ကြောင်ငကားလေးဖြစ်မယ်လို့အများအထင်ကြီးပေးကြမိသောပင်ဆိုသေးကမူအဲ့ဒီကြောင်ငကားရုပ်ကလေးရဲ့ထူးခြားဆန်းရဲတဲ့အကြောင်းရင်းများတော့ဘသူမှရေးရာမတိရောအမှန်ပင်ဖြစ်လေတော့တယ်ကျွန်တော် channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံကောင်လေးကတော့ဆရာကားသောကိုတန်ရေးသားထားတဲ့ဂမ်ဘီယာကြောင်ငကားလို့အမည်ရတဲ့ဇလံကောင်လေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာနောက်မြန်မာလေဒီတဲ့ဆွေဝင်သားတဲ့အကောင့်နဲ့ဇလန်ကောင်းမြောက်ကိုတင်ဆက်ပေးသောမှာမို့စောင့်မျှော်အားပေးနှဆင်ကြပါအောင်ခင်ဗျာ နားဆင်အပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာပရိသတ်များအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ